အသားမဲပေမဲ့ဗရန်များကဲ့သို့အစာပေါင်းများစွာပိုတန်ဖို့ရှိနေတယ်။ကမ္ဘာအလှဆုံးမော်ဒယ်မျိုးသမီးမင်္ဂလာပါယူသအနေဒိမန်ပရိသတ်ကြီးညာကင်ကန်ရှွာဟာတာမန်မော်ရယ်တဦးထက်ပိုပါဒီဒီမဟာကဘာဖက်ရှင်လောကကိုအသားရောင်နဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေကိုပြောင်းလဲပြစ်ခဲ့တဲ့နာမည်ကျော်မျိုးသမီးတဦးဖြစ်ပါလိမ့်ဆူရန်တောင်ပိုင်းကနေပြီးတော့ဇင်းတက်လာတဲ့ဒီမရဲ့အသားကြီးဟာအလွန်ကိုနမ်းပေါင်ပြီး ခန္ဓာကိုယ်ရေကိုအလင်းတက်မဝင်ရလောက်အောင်ထိနတ်မောင်တဲ့အရာကိုပိုင်ဆိုင်ထားပါသည်ဒီထူးခြားမှုကြောင့်ပဲသူမကို Green God the Death အမဲရောင်ရဲ့ဘုရင်မဒါမှမဟုတ်လို့ရှိရင်အမောင်သခင်မဆိုပြီးတော့ခေါ်ဝေါ်ကြပြီးတစ်ချိန်ကမိကုန်းထုတ်เสียဖြစ်ခဲ့တဲ့သူမရဲ့အသားကြီးဟာအခုချိန်မှာတော့ကမ္ဘာ fashion လောကရဲ့အဖိုးအတန်ဆုံးရတနာတစ်ပါးလို့တောက်ပါနေပါသည်ညာကင်ရဲ့ဘဝခီးလန်းကလွယ်ကူခဲ့တာမဟုတ်ပါဘူးသူမရဲ့ထူးခြားတဲ့အသားကြီးအကြောင်းမလို့ American ကိုပြောင်းရွှေ့လာပြီးတဲ့နောက်မှာ လူမှုပတ်ဝန်းကျင်ရဲ့ခွဲခြားဆက်ဆံမှုနဲ့လောင်ပြောင်မှုတွေကိုဂျိမ်းဖန်များစွာခံခဲ့ရပါသည်လူအချို့ကတော့သူမကိုမေးမြန်းကြပြီးအသားရည်ကိုဖြူအောင်လုပ်ဖို့အတွက်အကြံပြုကြပါသည်တစ်ချိန်လုံးကတော့ဒီလိုပြောဆိုမှုတွေကြောင့်မလို့စိတ်သက်ကြပြီးသူမရဲ့အသားရောင်ကိုမုန်းတီးခဲ့ပူပါသည်ဒါပေမဲ့နောက်ပိုင်းမှာတော့ကိုကိုကိုလက်ခံတတ်ဖို့အသင်ယူခဲ့ပြီးသူရဲ့လှပတဲ့ထူးခြားတဲ့အလှကိုယုံကြည်လာခဲ့ပါသည်ဒီလိုနဲ့ပဲမော်ရယ်လောကကိုစတင်ဝင်ရောက်လာချိန်မှာတော့အလားတူပဲစိန်ခေါ်မှုတွေထပ်မံကြုံတွေ့ရပြန်ပါသည်သူမရဲ့အသားရောင်ကြောင့်မလို့အလုတ်ကန်ရောက်ဖို့အတွက်အလွန်ခက်ခဲခဲ့ပြီး ပရော်ဖက်ရှင်တွေကသတ်မှတ်ထားတဲ့အလားတရားစံနှုန်းတွေနဲ့မကိုက်ညီဘူးလို့ယူဆခြင်းခံခဲ့ရပါသည်။ဒါပေမဲ့သူမဟာဘယ်တော့မှလက်မလျှော့ခဲ့ပဲကိုယ့်ရဲ့ထူးခြားမှုကိုအားသာချက်တစ်ခုအနေနဲ့ပြောင်းလဲပြစ်နိုင်ခဲ့ပါသည်။သူမရဲ့ဇွဲလုံးလားနဲ့ယုံကြည်ချက်တွေကြောင့်မလို့ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာတွေနဲ့မီဒီယာတွေရဲ့အာရုံစိုက်ခြင်းကိုခံခဲ့ရပြီးနိုင်ငံတကာနာမည်ကြီးမဂ္ဂဇိန်းတွေရဲ့မျက်နှာဖုံးရှင်ဖြစ်လိုလာခဲ့ပါသည်။ညာကင်ကန်းရွှာဟာအမဲရောင်ကိုအကူစားပြုတဲ့ရဲရဲနဲ့တိုက်ပွဲဝင်သူတယောက်ဖြစ်သတ်မှတ်ခံထားရပါသည်။ သူမကအသားရောင်မတူညီမှုကြောင့်ခွဲခြားဆက်ဆံခံရတဲ့ကလေးငယ်တွေနဲ့လူငယ်တွေအတွက်ဇံပြားပုဂ္ဂိုလ်တူဖြစ်လာခဲ့တာပါ။သူမရဲ့အသားကြီးကအာဖရိကရဲ့ခိုင်မာတဲ့အမွေအနှစ်ကိုကိုးစားပြုနေပြီးဖက်ရှင်လောကကိုလည်းပဲအလားတရားဆိုတာအသားရောင်တစ်မျိုးတည်းပေါ်မူတည်နေတာမဟုတ်ဘူးဆိုတဲ့သင်ခန်းစာကိုလည်းပေးခဲ့ပါရီ။ညာကင်းအောင်မြင်မှုတွေကအသားရောင်မတူညီမှုတွေအားနည်းချက်တွေမဟုတ်ဘဲဂုဏ်ယူစရာကောင်းတဲ့ထူးခြားမှုဖြစ်ကြောင်းကိုတတ်သိပြလိုက်တာပါပဲ။ယနေ့ခေတ်မှာတော့ညာကင်းကက်ရှ်ဝတ်ဟာ အသားရည်ဓာတ်ဖြစ်တဲ့အမျိုးသမီးတွေရဲ့ဘယင်မတယောက်အဖြစ်ယက်တီလို့နေပါသည်။ဒီမရဲ့တောက်ပွားရဲ့အောင်မြင်မှုတွေဟာအသားမေရာကိုဝေဖန်သူတွေကိုတုံ့ပြန်လိုက်တာဖြစ်ပြီးဗရမ ्या ကြောက်တလုံးလိုမျိုးတန်မိုးရှိတဲ့အလောက်ကိုပိုင်းဆိုင်ထားကြောင်းတတ်သိပြလိုက်တာပဲဖြစ်ပါသည်။ဒီမဟာကိုကိုကိုယုံကြည်မှုရှိဖို့နဲ့ကိုရဲ့မူလပုံစံတိုင်းနေထိုင်နိုင်မှုလူတူဦးချင်းစီရဲ့ထူးခြားတဲ့အလားတရားတွေကိုတန်မိုးထားရဖို့ကဘာကြီးကိုလှုံ့ဆော်ပေးနေတဲ့စစ်မှန်တဲ့ fashion သူရဲကောင်းတယောက်ပဲဖြစ်ပါသည်။ တခြားသောနိုင်ငံတွေမှာဆိုရင်တော့ဒီလိုအသားအရောင်မျိုးနဲ့မော်ဒယ်တက်လုပ်နေတာမျိုးမြင်လို့ရှိရင်အထူးသဖြင့်မြန်မာနိုင်ငံဆိုရင်တေချာပေါက်ပလိန်ကြမှာအမှန်ပါပဲအဲ့ဒါပူဆူဆူရွရွတွေလည်းပြောကောင်းပြောမှာပါဒါပေမဲ့ဒီ Queen of the Dell တင်စားကြတဲ့ Modern Mali ကတော့ဘသူပြောတာကမှဂယုမဆိုင်ခဲ့ပဲနဲ့သူလန်းသူရှောင်းရင်နောက်ဆုံးအခုလိုအခြေအနေကိုရောက်ရှိလာတော့တာပါပဲဒီနေ့တင်ဆက်ပေးမှုတွေကတော့ဒီမာရီမဲရန်နာလိုက်ပြရစီနောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုရှားဖွေတင်ဆက်ပေးရောမှာပါကြားနေတဲ့ဆိုရင်တော့ Channel လေးကို Like and Subscribe လုပ်ခဲ့ပြီးပါဦး အစောင်းနေ့ကြီးရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ